ညီကိုတို့အားလုံးပဲမင်္ဂလာပါ။ကနေ့မှာတော့ Europa League ပွဲစဉ်တွေကိုပွဲစုံသုံးသပ်ပေးမှာပေါ့နော်။16တင်းရှုံးထွက်ဒုတိယအကြော7:45မိနစ်မှာကာမက်ပွဲစဉ်၄ပွဲရှိတယ်။ဘီလဘာအိုရောမာဖရန်ဖို့အေဂျက်လာဗီယိုပယ်လန်အိုလံပီယာကော့ဘိုဒိုဂလင်ပေါ့နော်။ဘီလဘာအိုအတင်းကတော့ဘော်ဒီဂျေးပေါ့နော်။ကျွန်တော်ဇလုံးတရားနိုင်ဂိုးပေါင်းနှလုံး50ရှုံးပေးထားတယ်။ပထမအကြော်မှာတော့ရောမာ2-1ဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ဘီလဘာအိုအတင်းက စားသမား Alvarez နဝတနီနဲ့ထွက်ခဲ့ရတယ်ဗောဗျာနောက်ကျဂိုးတွေနဲ့နိုင်ခဲ့တယ်ဆိုကျွန်တော်လက်ရှိ Carabao ကြည့်ရမယ်ဆိုရင် Roma အတင်း Carabao ကတော်တော်လေးကောင်းတယ်ဗောဗျာ Serie A မှာလည်းကြည့်ပါဘောနော် Serie A မှာဆိုတော့တောက်လျှောက်ပုံစံကောင်းတွေပြနေတယ်ကျွန်တော်၅ဘွဲဗောနော် Serie A မှာဆိုတော့၅ဘွဲနောက်ဆုံးဆော့ကရ၅ဘွဲလုံးဝမရှုံးသေးဘူး Bilbao အတင်းကိုကြည့်ရမယ်ဆိုရင်တော့ Bilbao အတင်းလက်ရှိ Carabao ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ အက်တလတီကိုမက်ဒရစ်ကိုလည်းရှုံးထားတယ်မာယော့ကာကိုလည်းတည်ယူဆော့ထားတယ်ပေါ့ဗျာတော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒီအယ်ဘာရက်စ်ပေါ့နော်ဒီဘာဘက်ကအယ်ဘာရက်စ်မပါဘူးရိုမာဘက်မှာတော့ကျွန်တော်တို့ဒီဘာလာပေါ့နော်ဒီဘာလာပါမပါဆိုတော့ဒါလိုင်းနာထွက်မှာပဲသိရမယ်ဆိုတော့ဆိုဒီပွဲစဉ်နိုင်ဂျီယာနော်သိရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပေးထားတာကတော့ဒီဘာကိုအသိန်းက 63ရာခိုင်နှုန်း၊ရိုမ25ရာခိုင်နှုန်းဆိုမှာပေးထားတယ်။ဝမ်စပက်လောင်းမညီကိုလေးကတော့မိုတင်နုစကွာယက်လောင်းမဆိုရင်ရမယ်ကြည့်ရတော့တခါမှမရှိအောင်ရမယ်။တကယ်လို့မင်းနဲ့60အတော်တည်းမှာဖြစ်မဲ့ဂိုးပေါင်းကြီးကိုကြည့်မှဆိုအနည်းဆုံး1လောင်းလောင်းနဲ့ပြီးမယ်ဆိုတော့ဂျေးကိုခွင့်ထားတယ်ပေါ့နော်။ဝမ်ဝမ်ဆိုတာအများဆုံးပဲပေါ့ဗျာ။ဝမ်ဝမ်ဖြစ်မလားတော့မဟုတ်ဘူး2စီးဖြစ်မလားပေါ့ဗျာ။နှလုံးနဲ့ပြီးမယ်ပေါ့ ဘီလ်ဘာဝအတင်းကိုကြည့်မှဆင်းနော်ဘီလ်ဘာဝအတင်းကမင်းငယ်60တော်တော်မှအနည်းဆုံးတစ်လုံးလောက်ပဲထည့်မယ်ပေါ့နော်တစ်လုံးနဲ့နှလုံးကြားတော့ပြထားတယ်မှာတစ်လုံးမှဖြစ်ဖို့များတယ်ဆိုတော့အမှဖွင့်ထားတယ်ပေါ့နော်ရူမကိုကြည့်မှဆင်းနော်ရူမအတင်းကတော့တကူးသွင်းနေတယ်တော့မှကျွန်တော်1000လောက်ရင်900တော့မြတ်မယ်ပေါ့နော်ရူမဘူးမရလောက်ဘူးဆိုတော့ခြေကိုဖွင့်ထားတယ်ဒါတော့မှဖြစ်နိုင်မှဖြစ်နိုင်ပေါ့နော်ဆိုတော့ကျွန်တော်ဓမ္မပိုင်း45မိနစ်ကိုပေါင်းကြည့်ကိုကြည့်မယ်ဆိုရင်45မိနစ်အတော်တည်းမှာတော့ နှစ်သိန်းပေါင်းတကူရဘူးတော့မလွယ်ဘူးဆိုတော့ခြေကိုခွင်ထားတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ body မှာ asian အသင်းဖြစ်တဲ့ bilbao ကိုစိုက်တယ်ပြီးရင် west ham ရမယ့်ညီကိုလည်းဘူပေါင်းတောင်းတောင်းအောက်ကိုရိုက်ကြည့်ပါလို့ပေါ့နော်ချန်ပီယံမှာလည်း europa league နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ frankfurt နဲ့ ajax တို့ပွဲစဉ်ပေါ့ဗျာဒီပွဲစဉ်မှာတော့ frankfurt ကတလုံးတရာနိုင်ဘူပေါင်းတောင်းတောင်း50တာ frankfurt ကတကူထက်နဲ့အပြည့်နိုင်မှာပေါ့နော်ပထမအကြောကတော့ Frankfurt က2-1နဲ့ကျွန်တော် Ajax ဘက်မှာနိုင်ရခဲ့တယ်ပေါ့ဗျာ ဆိုကျွန်တော်ဒီပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင် Frankfurt ကကိုလင်းဆိုတဲ့ကစားသမားအဝါကကြောင့်ပွဲပတ်တိုင်းရှိတယ်ဗောနော်အေဂျက်ဖက်မှာဆိုရင် Henderson ဗောနော်ကျွန်တော်လီဗာပူးကစားသမားဟောကိုလင်းကစားသမားဗောနော် Henderson နဝတန်နီဗောဗျာနဝအနီကနတူမပါဘူးဗောဗျာဆိုလက်ရှိကျွန်တော်ဒီနှစ်သင်းရဲ့ကာရာဖောင်ကိုကြည့်ရမယ်ဆိုရင် Frankfurt ကတော့ကျွန်တော် Bundesliga မှာဆို Union Berlin ကို Union Berlin ကို2-1ဆိုတဲ့ရာနာနဲ့ရှုံးထားတာတွေ့ရတယ် ယူရိုပါလက်မှာကြည့်ရမှာဆိုတော့ယူရိုပါလက်၅ပွဲကိုလေ့လာကြည့်ရဆက်မှာ၂ပွဲ၃ပွဲနိုင်၂ပွဲရှုံးကျွန်တော်တို့၉ပေါ်က၃ညင်၉အောင်နဲ့ချိန်ဖြစ်ထားတာတွေ့ရတယ်ပေါ့နော်။အေဂျက်ရဲ့လက်ရှိနယ်သာလန်လက်မှာကြည့်မှာဆိုလို့ရှိရင်တော့သူကနိုင်ထားတာတော့တွေ့ရတယ်ပေါ့နော်။ကျွန်တော်ဒီ1-0နဲ့နိုင်ထားတယ်သူရဲ့နယ်သာလန်လက်မှာပြီးလို့ရှိရင်သူဆော့ခဲ့တဲ့ယူရိုပါလက်နောက်ဆုံးဆော့ခဲ့တဲ့၅ပွဲကိုကြည့်မှာဆိုလို့ရှိရင်တော့၂ပွဲနိုင်၃ပွဲရှုံးပေါ့ဗျာ။အဝေးကွင်းနည်းနည်းညံ့နေတော့အေဂျက်က တော့ကျွန်တော်ဘိုးပေါ30 90ကျင်းကြတာကြည့်ရတယ်ဒီပွဲစဉ်အနံကြီးရတော့ဖန်ဖုတ်က59ဒီချက်က26ဆိုမှပြထားတာကြည့်ရတယ်ဝိုင်းစဘက်ခြေတွေကိုလိလာကြည့်တဲ့ချိန်မှာတော့ဘိုးတင်းတူစကောယက်ရိုက်မယ်ဆိုရင်တစ်ထောင်လောင်းရင်600ရမယ်ဒီပွဲမှာကျွန်တော်ဘိုးတင်းတူစကောယက်ဆိုတာကြိုက်ပါတယ်နည်းနည်း90တော့တုံးမှဖြစ်မဲ့ဘိုးပေါင်းကြီးအနည်းဆုံး3လောင်းကနေ4လောင်းထိရောက်မယ်ဆိုတော့ခြေခွင့်ထားပါတယ် နစ်90အတော်တွင်မှာ Frankfurt အသင်းကအနည်းဆုံးနှလုံးတော့ပဲထည့်မယ်ဆိုတဲ့ခြေဖွင့်ထားတယ်။မိနစ်90အတော်တွင်မှာ Ajax ကအနည်းဆုံးတလုံးတော့ပဲရမှာပေါ့ဗျာ2-1ဆိုတဲ့ပုံစံမျိုးပေါ့ဗျာဒီလိုပုံစံမျိုးဖွင့်ထားတယ်။ဆိုလက်ရှိကျွန်တော်45မိနစ်ဂိုးပေါင်းကြီးကိုကြည့်မှာဆိုရင်တော့45မိနစ်အတော်တွင်မှာ Nathan ထက်တဲ့အနည်းဆုံးတစ်ဂိုးတော့တွင်းမှာဆိုတဲ့ခြေဖွင့်ထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဘော်ဒီမှာ Frankfurt ပဲခြိုက်တယ်ပေါ့နော် Frankfurt နဲ့ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်။ ောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လာဗီယိုနဲ့ဗီတိုရီယာပယ်လန်ဒီပွဲစဉ်မှာတော့လာဗီယိုကစားသမားနှစ်ဦးပေါ့နော်မပါဘူးကျွန်တော်အနီကန်ရှိတယ်ပေါ့ဗျာပထမအကြော်လုံးက21ဆိုတာရလာနေနိုင်တဲ့ပွဲစဉ်မှာအနီကန်မိထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ခြေကတော့လာဗီယိုတလုံး80ရှုံ9ပေါင်း360နဲ့သုံးမှာဖွင့်ထားတာတွေ့ရတယ်လက်ရှိကျွန်တော်လာဗီယိုအတင်းရဲ့ကာရာဖောင်ကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဦးဒီနေ့ကို11ဆော့ထားတယ်ဗျာယူရိုပါလိမန်ဆိုလို့ရှိရင်တော့ အဲတုံးဝဲနိုင်တဲ့ဝဲတည်ဝဲရှုံးကနော်ဘူးအောင်တဲ့ချိန်ဘူးဘောတုံးကြီးကြားထားတွေ့ရတယ်လာစီဝဲနောက်တန်းဘူးတွေတော့ပေးနေတာတွေ့ရတယ်ဗောနော်ကျွန်တော်တို့ဒီပွဲမှာ 2C မဟုတ်ရင်31 31 3C ဖက်မှာဆိုကျွန်တော်ချေးအောင်မယ်ဗောဗျာဗီတိုးရီးယားပယ်လန်ရဲ့လက်ရှိကာရော့ဖောင်ကိုချေးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီချက်လစ်မှာတော့သူတို့တည်ရေးဆော့ထားတာတွေ့ရတယ်ယူရိုပါလစ်မှာဆိုရင်တော့သူတို့အဝေးကွင်းဆိုရင်လည်းညံ့တယ်အဝေးကွင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆုံးထားတာတွေတော်တော်လေးတွေ့ရတယ်ဗောနော် ဟိုကျွန်တော်5ဘောကတော့3ညင်ကြထားတဲ့5အောင်နဲ့ချိန်ကြထားတဲ့နောက်ဆုံး short ထားတဲ့5ဘွဲမှာဆိုရင်3ဘွဲတိတိအောင်ယူလို့ပါလိမ့်မှာရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီဘွဲဆိုင်နိုင်ကြအောင်နှုံးမှာတော့ကျွန်တော်လာ zero က85ရခိုင်တော့ပေါ့နော်ကျွန်တော်နှလုံးပြက်မပြက်အဲ့ဒါစောင့်ကြည့်ရမယ်ပေါ့နော်နှလုံးထဲမှာနိုင်တော့ကျွန်တော်50ရှုံးအောင်ပေါ့ဗျာအဲ့ကျွန်တော် wine swipe ပေါက်ကြီးတွေကိုကြည့်ရမယ်ဆိုရင် voting to score yes ကိုရိုက်မယ်ဆိုရင် yes ရိုက်ရင် ဒီကျွန်တော်တထောင်လောင်းတာနဲ့နှစ်ဆရမယ်မင်းနဲ့60ဒေါ်လာမှာဖြစ်မဲ့ဘူးဘောင်ကြီးကအနည်းဆုံး1000လောက်ဖြစ်တော့ရောက်သွားမှဆိုရဲခြေဖွင့်ထားတယ်မင်းနဲ့60ဒေါ်လာမှာလမ်းကြီးကအတင်းကအနည်းဆုံး1000လောက်တော့ထည့်မယ်ဆိုရဲခြေဖွင့်ထားတယ်ဗောနော်ဗီတိုးရီးယားပက်လန်တော့ဘူးမရဘူးဆိုရဲခြေဖွင့်ထားပါတယ်ဒါဆိုလာစီရော2စီလာ1စီလာဗောနော်ထိန်းဖွင့်မလားဘယ်လိုလဲတော့မသိဘူး45မိနစ်အတော်တွင်းရဲ့ဘူးဘောင်ကြီးကိုကြည့်မှဆိုရင်45မိနစ်အတော်တွင်းမှာတော့ အလုံးတော့ပါရပါမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပထမအကျော်2190နဲ့နိုင်ထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကဘူပေါင်းအပေါ်ခြိုက်တယ်ပေါ့နော်ဘူပေါင်းအပေါ်ခြိုက်တယ်ဘော်ဒီမာနကျွန်တော်အေရှင်လာဇီကိုအသင်းမဲ့ခြိုက်တယ်ပေါ့နော်ယူရိုပါလိနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အိုလံပီယာကောနာဘော်ဒိုကလင်ပေါ့နော်ဒီပွဲစဉ်မှာတော့အိုလံပီယာကောတလုံးတည်ပြီးထားဘူပေါင်း3089 ပထမအကြော့ကတော့ကျွန်တော်တို့ဘူဒိုကလင်းက 3C ဆိုမှပြသနိုင်ထားတယ်ပေါ့ဗျာ။ဝင်ရပြီးပြီးပြီးတဲ့လောက်တောင်ရှိသွားပါပြီ။ထိမိတာဆော့လိုက်မယ်ဆိုရင်တော့ဗောနော်။လက်ရှိကျွန်တော်တို့ဒီနသိန်းရကာရဖောင်တွေကိုရှင်းရမယ်ဆိုလို့ရှိရင်တော့အိုလံပီယာကောအတင်းကတော့ကျွန်တော်တို့ဒီဂရိစလစ်မှာဆိုရင်ဝမ်ဇီးနဲ့အိမ်ကွမ်းမှာနိုင်ထားတာတွေ့ရတယ်ဗောနော်။ယူရိုပါလိမှာဆိုလို့ရှိရင်သူဆော့ထားတဲ့နောက်ဆုံး၅ဘွဲကိုကြည့်မယ်ဆိုရင်တော့ နှစ်ပွဲနိုင်နှစ်ပွဲသိရတပွဲရှုံးပေါ့နော်ဘူအောက်၃ချိန်ဘူဘော၂ချိန်ကြာထားကြရတယ်ပေါ့နော်ဟန်စစ်တော်တော်ကောင်းတဲ့အသင်ဟုတ်ပါတယ်ဒီအသင်ကနော်ဒါပေမဲ့ဒီပိုတိုဂလင်းနဲ့ပွဲမှာတော့တော်တော်လေးရှုပ်ဆူပါပါရှုံးလာတွေ့ရတယ်ပေါ့နော်ပိုတိုဂလင်းရဲ့ယူရိုပါလိငန်းပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၃ပွဲနိုင်တပွဲသိရတပွဲရှုံးပေါ့နော်ကျွန်တော်ဘူဘော၄ချိန်ကြာထားဘူအောက်၄ချိန်ကြာထားဘူတွေလည်းပြန်ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာနိုင်ဂျီးယားကတော့အိုလံပီယာကွာ33ရာခိုင်နှုန်းပုံမှန်ဖွင့်ထားတာတွေ့ရတယ် ကျွန်တော်တို့ဒီ wine spec ကြီးကိုကြည့်ရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ protein to score yes ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တစ်ထောင်လောင်းလို့ရှိရင်800ရမယ် no ရောင်းမယ်ဆိုရင်တော့900ရမယ်ပေါ့နော်မိနစ်60တော့တက်မှာဖြတ်မှတ်ဘူးပေါင်းကြီးရတော့အနည်းဆုံး3လောင်းလောင်းနဲ့4လောင်းကြီးရောက်မယ်ဆိုတဲ့ကြီးဖွင့်ထားတယ် Olympia ကအတင်းကတော့အနည်းဆုံး1လောင်းတော့ထည့်မယ်ဆိုတဲ့ကြီးဖွင့်ထားတယ်ပေါ့နော် Photo Gleaning ကတော့အနည်းဆုံး3လောင်းတော့ပဲရမယ်ပေါ့ဗျာ2 1လောင်းနဲ့ပြီးမယ်ဆိုတဲ့ကြီးဖွင့်ထားတယ်ပေါ့နော် ပထမပိုင်း45မိနစ်တော်တွင်ရကိုပေါင်းကြီးကိုရှင်းမယ်ဆိုရင်တော့ကျွန်တော်တို့နေဆုံးတစ်လုံးတော့တွဲမယ်ပေါ့ဗျာနဲ့တင်ထက်တယ်ဒီပွဲစဉ်မှာတော့ body မှာကျွန်တော်ဗိုလ်ဒူဂလင်းခြိုက်တယ်ပြင်ကိုပေါင်းတော့ခြိုက်ပါတယ်ဒါတော့ပထမပိုင်းဖြစ်တယ်ပေါ့နော်ညီကိုတို့အားလုံးအဆင်ပြေကြပါလိမ့်ဆက်မှဆန်းသာကြပါလိမ့်ပေါ့နော်